ရုတ်တရက်လေးဖြတ်မလို့ဖြစ်ခဲ့ရတဲ့ဆိုတဲ့တီမောင်ဆမ်းမင်းဝင်မိတ္တမြလူမဲမင်္ဂလာပါရှင်တီမောင်ဆမ်းမင်းဝင်ကတော့သူတိဆောက်ခဲ့တဲ့ဂုံတိတ်ခါတွေအားလုံးကိုရှင်းရှင်းဆိုတို့တို့ကြဆင်းကုန်ရတာဖြစ်ပါတယ်။သူနဲ့အလုပ်တူတွဲလုပ်နေတဲ့ရမရကိခိုင်ရဲ့အင်တောင်ရေးဖောက်ပြန်တဲ့ဆိုတဲ့သတင်းတွေကြောင့်ပါတီမောင်ဆမ်းမင်းဝင်ကအင်တောင်လဲရှိသူဖြစ်တာမို့အခုလိုဖောက်ပြန်တဲ့အပေါ်မှာဝေဖန်နေကြတာပါ။ဒါအပြင်တယောက်လုံးကသက်ဆိုင်သူရှိတဲ့အတွက်ဝေဖန်စရာပိုများနေတာပါ။ဒီလိုအချိန်မှာတီမောင်ဆမ်းမင်းဝင်က ကျမရေးမကောင်းတာကြောင့်ထုတ်ပြောလာခဲ့တာပါဒီမောင်ဆမင်းဝင်းကအခုရက်ပိုင်းမှာဘာကြောင့်မှမသိရက်နေမကောင်းတွေဖြစ်နေတာပါအစ်တလည်းအရင်မကြည့်သေးပဲနဲ့လေဖြတ်တလို့ဖြစ်နေခဲ့တာပါအဲ့ရထဲမှာအဲ့နေတော့ရုပ်တရက်လေဖြတ်သွားခဲ့တာပါဒါကြောင့်မို့လဲသူကိုယ်တိုင်လည်းအာတင့်သွားခဲ့ရတယ်လို့လမ်းခဲ့ရပါတယ်အဲ့နေတော့လေဖြတ်ချင်တယ်လို့ဖြစ်တာကိုသိလိုက်တာနဲ့အချိန်မီဆေးတောက်ကကုတလို့တာလေးမဖြတ်ခဲ့ရတာဖြစ်ပါတယ်ဒီမောင်ဆမင်းဝင်းကလေဖြတ်သူ့ဘက်ကနေဘာအမှားမှလည်းလုတ်ထားတာမရှိဘူးလို့ ဖွင့်ဟန်ထားပါတယ်သူများတွေဆိုရင်သူ့လိုအသက်အရွယ်မှာတောက်စားပျော်ပါးကမူရတာကြောင့်ဒါလေးဖြတ်တက်ကြတာပါဒါပေမဲ့ဒီမောင်ဆမ်းမင်းဝင်းကတော့တောက်စားတာမျိုးလည်းလုံးဝမရှိပါဘူးသူအနေနဲ့အရင်လဲမတောက်တလို့မူရတာမျိုးလည်းမရှိလို့လေမဖြတ်နိုင်ဘူးလို့ထင်ခဲ့တာပါဒါပေမဲ့လည်းအခုလိုရုပ်တရက်လေးဖြတ်ဖို့ဖြစ်ချိန်မှာထိန်လန့်ရပါတယ်ကျမရေမကောင်းအောင်နေထိုင်ဖို့ကလွယ်ပေမဲ့ပြန်ကောင်းအောင်နေထိုင်ဖို့ကခက်လို့တုံ့လုံနေခဲ့ရတာပါအတိမြန်လို့ဒါလေမဖြတ်တာဖြစ်တာမို့ သူ့လိုဆင်ကျင်ရအောင်အတည်ပြုလာခဲ့တာဖြစ်ပါတယ်အခုလိုနေပကောင်းဖြစ်တဲ့အပေါ်ဒီမောင်ချမ်းမင်းဝင်းကအဖြေရှာမရပေမဲ့လူအများကတော့တစားမရှိလို့ကောင်းကျင်တတ်နေကြတာပါတစားမရှိတာကြောင့်အခုလိုခံစားနေရတာဆိုပြီးထောက်ပြနေကြတာဖြစ်ပါတယ်ဒီမောင်ချမ်းမင်းဝင်းရဲ့ဇနီးဖြစ်သူကိုယ်တိုင်ကထုတ်ပြောထားတာမဟုတ်အားလုံးကဇနီးပက္ခတာရည်တည်ကြတာပါပရမညာကေခိုင်ကိုလည်းအပြစ်တင်နေကြတာဖြစ်တဲ့အတွက်တော်တော်လေးကိုဝဲဆူနေတာပါဒါပေမဲ့ဒီမောင်ချမ်းမင်းဝင်းကတော့ပြက်နေတဲ့တည်င်းတွေကအမားပါလို့စာရေးကတင်လာခဲ့ပါတယ် ဇနီးနဲ့သားနဲ့အတူအခုလေးရှိမှအတူရှိနေပါတယ်ဆိုပြီးစာရေးတင်လာခဲ့တာပါဒါပေမဲ့ခဏဆူတလို့စာကိုပြန်ဖြစ်လိုက်တာဖြစ်ပါတယ်တချို့ကလည်းတရင်ဝင်မရှင်းနိုင်လို့အတင်မောင်ဆမ်းမင်းဝင်းတို့ကရှောင်နေတာလားလို့ထင်နေကြတာပါဒီလိုနှစ်ယောက်ကမီဒီယာတွေခေါ်ကတရင်ဝင်မရှင်းပြပဲဒီတိုင်းတာငြိမ်နေကြတာပါဒါကြောင့်မို့တချို့ကတော့သူတို့နှစ်ယောက်ကိုတကယ်တက်ဆာဖောက်တယ်လို့ဒါထင်နေကြတာပါတင်မောင်ဆမ်းမင်းဝင်းရဲ့ကိစ္စအပေါ်မှာဘယ်သူကမှထပ်မပြောလာတဲ့အတွက်ဒီတိုင်းတာငြိမ်နေကြတာပါတင်မောင်ဆမ်းမင်းဝင်းကို အင်တာဝေးအစဉ်ပြေကတစရှိသူလို့မြင်ထားသူတွေကတော့အနှဲငယ်ဆေးပြစ်သွားခဲ့ကြပါတယ်။တင်မောင်ဆမ်းမင်းဝင်းကအဖိုးရဲ့အစတပင်ကိုတိုးတက်အောင်ဦးစီးနေခဲ့တာဖြစ်ပါတယ်။တင်မောင်ဆမ်းမင်းဝင်းကအမျိုးကုံကိုထိမ့်သိမ့်နေရတာဖြစ်ပြီးအနှစ်ပညာအလုပ်တွေလည်းတောက်လျှောက်လုပ်လာခဲ့ပါတယ်။ရုပ်ရှင်ဇာကားကြီးတွေမှာပါဝင်လာကရုပ်ဆောင်အဖြစ်ပြောင်းလဲလုပ်ကင်လာတာပါ။ဇာလန်းတွဲတွေမှာလည်းပါဝင်တရုပ်ဆောင်ရင်းနေပယ်ကူးနေရင်းအခုလိုပြည်တနာတွေကပေါ်လာခဲ့တာဖြစ်ပါတယ်။ပရမညာကိခိုင်ကလည်း ဇတ်တပင်လောကမှာလည်းအရေးပါသူတရားဖြစ်တယ်လို့ရုပ်ရှင်ထုတ်လို့ရတွေပါထောင်ထားတာဖြစ်ပါတယ်။ဖောက်ပြရေးတည်င်းတွေနဲ့အတူကျမကြီးမကောင်းတဲ့အတင်းမောင်းဆမ်းမင်းဝင်းအပေါ်မိတို့ရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအလုံးကိုကျေးဇူးတင်ပါတယ်ရှင်။